လောကမှာသစ္စာဟာအစွမ်းတကူအမတ္တမထက်တယ်လူတွေကသစ္စာဆိုတာအမတ္တမနဲကြတကယ်ကိုယ့်အကူသစ္စာဆုံးပြီးတော့ကိုလိုချင်တဲ့အရာတစ်ခုကိုတောင်းလို့ရှိရင်သစ္စာရဲ့စွမ်းအားဟာရှိတယ်မယုံရင်တော့လုံးကြည့်ပေါ့နော်တခါတည်းနဲ့တော့ရချင်မှရမှာပေါ့ဘာဖြစ်လို့လဲဆိုသစ္စာစကားဆိုတာမှန်ကန်မှုလဲလိုအပ်တယ်မှန်မှန်ကန်ကန်လဲဆိုရမယ်စိတ်စွမ်းအားတွေအလုံးအသုံးချပြီးတော့လုပ်ဖို့လိုအပ်တယ်အဲ့ဒီမှာ သစ္စာဆိုပုံဆိုနည်းကသစ္စာဆိုတာမှန်တာကိုပြောတာကိုယ့်ဘာကိုယ်လည်းသစ္စာဆိုလို့ရတယ်ကိုယ့်ဘာကိုယ်ဆိုရင်အမှားရှိခြင်းရှိနေမယ်ဒါကြောင့်မို့ယရဏသုံးပါးနဲ့ပတ်သက်တဲ့သစ္စာဆိုပုံကိုယရဏတို့ကနေယူပြီးတော့နန္နခင်းမှာသစ္စာဆိုနိုင်အောင်လို့သင်္ခါရလေးတွေဒီမှာထည့်သွင်းတာဒါမနဲ့ဘုသောအိယာကထလာလို့ရှိရင်လောက်ရမယ့်အလုပ်ကလေးတွေပဲနော်အလုပ်သွားပြီတခုလုပ်ငန်းကင်တာတွေလုပ်ပြီဆိုလို့ရှိရင်အခုလိုသစ္စာလေးဆိုဖို့လို့ သစ္စာဆိုတာကိုယ့်အတွက်တည်းမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်အကုန်ပါရှိတယ်ယံကေစီဝိတံဣဒဝါပုရံဝါတကေတိဝါယံရတနံပဏိတံနာနောတမံအဋ္ဌိတထာဂတေနဣရံပိဗုဒ္ဓေရတနံပဏိတံဣတိနသစ္စေနသောတိဟောတုဣဒံပိဓမ္မေရတနံပဏိတံဣတိနသစ္စေနသောတိဟောတုဣဒံပိတံငေရတနံပဏိတံဣတိနသစ္စေနသောတိဟောတု ဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးရသစ္စာဆောပုံလေးကိုကြည့်။အမှန်လို့အိဗေကလည်းရှင်းရှင်းပဲယံကိစိဝိတံဣဒဝါဟူတာမှာတိုက်ခေသူဝါယံရတနံပဏိတံဒီလိုဆိုလို့အဲ့တော့ယံကိစိဝိတံလောကမှာနှစ်သက်ဆရာကောင်းလာတဲ့ပစ္စည်းဥစ္စာတွေဒီလူပြည်မှာရှိတဲ့ဟာရောတခြားလောကမှာရှိတဲ့အရာတွေရောနော်နတ်ပြည်တွေမှာရှိတဲ့အရာတွေရော လောကမှာယရနာတွေဟာကဘာမှာရှိတယ်။ဉာဏ်ကိစီရှိသမျှယရနာတွေအလုံးအနှစ်သာရယရနာတွေအလုံးနန္ဒောတမအဋ္ဌိတထကတိနာယသောဘုရားဆိုတဲ့ယရနာနဲ့တူတဲ့ယရနာလောကမှာရှိပါဘူး။လူတွေပိုင်ဆိုင်ကြတဲ့စိတ်ပဲဖြစ်ဖြစ်၊ရွှေပဲဖြစ်ဖြစ်၊ငွေပဲဖြစ်ဖြစ်နော်။ကြောက်တံပရမယာတွေပဲဖြစ်ဖြစ်အဲ့ဒီယရနာတွေမြောင်များစွာရှိတယ်။ကဘာမှာရှိတဲ့ဒီယရနာတွေရဲ့တန်ဖိုးဟာ မြတ်စွာဘုရားတိဟုသောယရနာကိုမမိပါဘူးလို့ဒီလိုဆုံးလို့လားအဲ့ဒါဟာမှန်ကန်သောစကားတစ်ခုဖြစ်တယ်နန္ဒောသမံအတ္တိတထာဂတိနဣဒံတိဗုဒ္ဓေရတနံလောကမှာရှိတဲ့ယရနာတွေအထက်ပို့ပြီးတော့ထူးမြတ်တဲ့ယရနာနှစ်သက်ဆရာကောင်းတဲ့သီလသမာဓိပညာဆိုတဲ့ဒီထူးခြားတဲ့တန်ဖိုးရှိလာတဲ့တရားတွေမြတ်စွာဘုရားတဏ္ဍမှာရှိတယ်တရားမှာရှိတယ်တန်ခါမှာရှိတယ်အဲ့ဒီမှန်သောစကားကိုဆိုရတော့ကြောင့် တ္တဝါတွေချမ်းသာကြပါစေတော့ဟောဓမ္မတစ္ဆာဆိုပြီးတော့မေတ္တာပွားတဲ့နေပြီအဲ့တော့နည်းနည်းမိုးတော့လေးရောက်တဲ့အခါကျတော့ကိုယ့်အတွက်တမကဘူးအများတ္တဝါတွေအတွက်ပါတစ္ဆာဆိုပြီးတော့မေတ္တာပွားတာအလွန်ကောင်းတဲ့အလုပ်တစ်ခုပဲဟောနော်အဲ့တော့အလွန်ကောင်းတဲ့တစ်ခုကမှန်မှန်ကန်ကန်လုပ်သွားမယ်ဆိုလို့ရှိရင်ခေါင်းကျွချမ်းသာတွေရမှာဒါနည်းနည်းပိုင်းမှာဒီလိုလုပ်ဖို့အတွက်ရှေးဆရာတော်ကြီးတွေကထိုးထိုးပါဠိတော်တွေကနေထုတ်ထုတ်ပြီးတော့ဒီလိုရေးသားခဲ့ကြတာဖြစ်တယ်ဟော ဒါကြောင့်မလို့၄၀နဲ့ပြ။ကောင်းကျိုးချမ်းသာတွေကိုလိုချင်တယ်။တဏိတာဖြတ်တန်းတဲ့အခါမှာနာနေပိုင်းမှာကောင်းကျိုးချမ်းသာတွေရကြတယ်။နေ့လယ်ပိုင်းမှာကောင်းကျိုးချမ်းသာတွေရကြတယ်။ညနေပိုင်းမှာကောင်းကျိုးချမ်းသာတွေရကြတယ်ဆိုရင်ဒီဟာကိုလိုက်တာချာ။ဟောနောက်တစ်ခုစိတ်ရဲ့ဆန္ဒဆိုတာအဲဒါမှကြီးမားတယ်။လူတွေကဟိုအမတ်တမဲ့နေတော့ ဆန္ဒဆိုတာကြီးမားတယ်ဆိုတာလူတွေကမသိဘူးကြီးလေတရားနာကျင်တဲ့ဆန္ဒရှိတော့ဒီထိရောက်တာနော်နာကျင်တဲ့ဆန္ဒမရှိဘူးဆိုရောက်ပါမလားရောက်ဘူးအဲ့ဒါဆန္ဒကပို့တယ်လို့ခေါ်တယ်နော်ဆန္ဒမရှိတဲ့သူကအိမ်မှာပဲနေမယ်လေဆန္ဒရှိတော့လူဟာဘလောက်ဝေးဝေးတရားပွဲဆိုရောက်လာဘာဖြစ်လို့လဲဆန္ဒရဲ့ဆွမ်းဆောင်မှုလို့ခေါ်တယ်အဲ့တော့ဆန္ဒရဲ့ကြီးမားမှုကအဆွမ်းဆောင်နိုင်မှုကဘလောက်ကြီးလဲ ဒီအရာကကြီးတာမဟုတ်ဘူးတခြားကိစ္စတွေလည်းဆန္ဒဆိုတာကြီးအဲ့ဒါကြောင့်မလို့ဆန္ဒကိုအဓိပတိပစ္စယောလို့မြတ်စွာဘုရားကဆန္ဒအဓိပတိဆိုအဓိပတိတယ်မှာဟောထားတာရှိတယ်။အနောက်ပြီးတော့ဆန္ဒတိပဆန္ဒဟာစွမ်းဆောင်နိုင်တဲ့တကူရဲ့တကူပြီးစီးအောင်မြင်မှုရဲ့အကြောင်းတရားလို့ဒီလိုခေါ်ထားတာရှိတယ်။အဲ့ဒါကြောင့်မလို့စိတ်ဆန္ဒဆိုတာအလွန်ကြီးမားတယ်ဒီတစ်ခုတည်းကြီးမားတာမဟုတ်ဘူး။ စိတ်ဆန္ဒရှိပြီဆိုလို့ရှိရင်ကိုလိုချင်တာတွေကဖြစ်လာတတ်တယ်ဟောဒါကြောင့်မို့လို့ဆန္ဒပြုတဲ့အနေနဲ့အလုပ်ရမယ်လို့ဆိုခါသာလေးသမုတ်ကိုတစ်ခါပြတ်ထားတယ်ဘဝတုသဗ္ဗပင်္ဂဏံရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓံဥပဝေနသရတုခိပွန်တုတေကြည့်ဆန္ဒပြုတာကိုကိုကိုနည်းနည်းမိုးတော့အမင်းရောက်လို့အိယာကထလိုက်ရင်ဆန္ဒပြုလိုက်ဘယ်လိုဆန္ဒပြုလဲ ဘဝတုသဗ္ဗမင်္ဂလာမင်္ဂလာအပေါင်းနဲ့ခံရောင်းပြည့်စုံပါစေကောင်းမြတ်တဲ့မင်္ဂလာတွေကျွန်ုပ်တဏ္ဍာမှာဖြစ်ပါစေအများတတ္တဝါတွေမှာလည်းပဲဖြစ်ပါစေဘလောက်ကောင်းတဲ့ဆန္ဒလားเนาะသူများကိုနှိပ်စက်ဖို့ပါရလားဒီထဲမှာအလုံးမမြတ်တဲ့စိတ်တက်လို့ခေါ်တယ်เนาะမင်္ဂလာနဲ့ပြည့်စုံပါစေရခန္တုသဗ္ဗေဝတ္တနတ်တွေကအလုံးကိုဆောင်းလျှောက်ပါစေဒါလည်းကောင်းတဲ့ဆန္ဒပဲသူစောင့်တာမစောင့်တာကိုယ်နဲ့မဆိုင်ဘူး ကိုကစောင့်ပါစေလို့ဒီလိုပြောတာဟုတ်ကဲ့ဒါကိုပြောမယ်ဆိုရင်နတ်အာကိုတာလားလို့ဆိုမဟုတ်ဘူးနတ်အာကိုလို့ပြောတာမဟုတ်ဘူးနတ်တွေကလည်းလောကကိုဆောင်းရှောက်တာတွေရှိတယ်ပေါ့အဲ့ဒါလို့ဆောင်းရှောက်တာတွေရှိလို့နတ်တွေကအမှန်တမဲ့မနေပဲနဲ့ဆောင်းရှောက်ကြပါစေနတ်ကသာဆောင်းရှောက်တာလားဆိုတော့လူလူချင်းရောမဆောင်းရှောက်ဘူးလားဆောင်းရှောက်တယ်လေအိမ်သားမှလူတွေမှာတော့အိမ်ကိုကြည့်လိုက်စမ်းပါလို့ကြည့်မပေးဘူးလား ဆိုင်လေးကြည့်လိုက်သမားဆိုဒါဆောင်းလျှောက်ပေးတယ်လို့ခေါ်တာပဲအကြောင်းကိစ္စရှိလို့ရှင်တရင်ပို့ပေးတယ်ဟောဒါဆောင်းလျှောက်တယ်လို့ခေါ်တာပဲအဲ့တော့လူလူချင်းနဲ့မေတ္တာရှိရင်စောင့်တာမေတ္တာမရှိရင်ဒီတိုင်းကြည့်နေမှာပဲဟောနတ်တွေကိုလည်းပဲကိုကမေတ္တာရှိအောင်မေတ္တာပွားပြီးတော့ထားရင်နတ်တွေရဲ့ဆောင်းလျှောက်မှုရောမခံရဘူးလားဒါကလောကရဲ့တဘာဝပဲနော်ကိုနဲ့ခင်မင်နဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှင်ကိုကိစ္စကိုလာလုပ်ပြီးမှာပဲ အဲ့တော့နတ်တွေကလည်းကိုကမေတ္တာပို့တယ်အမြဝေတယ်ဆိုတော့သူတို့ကလည်းကိုယ့်ပေါ်မှာခင်မင်ကြတယ်ခင်မင်တော့စောင့်ရှောက်ပါသေးဆိုတော့လူတွေမသိလိုက်တဲ့ကိစ္စကိုနတ်ကနေချိန်နေစောင့်ရှောက်ပေးလိုက်ပေါ့ဒါမျိုးကိုဆိုလိုတာနော်ကြည့်ပါလားဒီပကံရာဇဝင်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျန်းစစ်မင်းကျန်းစစ်သားအနောရထာကနေပြီးတော့ဖမ်းဆီးမလို့လိုက်တဲ့အခါမှာသူပြေးရပြေးတဲ့အခါမှာ မြစ်ထဲမှာဖြတ်ပြီးတော့ကူးတဲ့အခါကျတော့တန်ငါလေတစည်းကနေပြီးတော့ဟိုဘက်ကန်းကိုပို့ပေးတယ်ဟာအဲ့ဒါကနတ်ကကူညီတာတဲ့တကယ်နတ်ကတန်ငါလေအောင်ဆောင်ပြီးတော့သူ့ကိုကယ်တင်သွားနောက်ဆုံးကျတော့နတ်ကမဟာကီရိနတ်လို့ဆိုတယ်သူနဲ့ဆူတောင်းပဲ့အတိတ်ဘဝတော့ကသူနဲ့တူတူဖြစ်ခဲ့တဲ့မိတ်ဆွေသူကနေပြီးတော့ကူညီတယ်လို့သူတို့ပြောတယ်အဲ့တော့လောကမှာလည်းတစ်ခါတစ်ခါကူညီမှုတွေရှိတယ် အဲ့တော့ကုကြီးတဲ့ဆိုတာနတ်ကြီးကအချွန်တက်နဲ့ဆင်းလာပြီဒီလိုကူတာမဟုတ်ဘူးအဲ့လိုဆိုရင်လည်းလူကကြောက်ပြီးပြေးမှာလေမမြင်လူကကြောက်ဖို့မထင်နဲ့ကြောက်ပြီးပြေးမှာပဲအဲ့ဒါကြောင့်မလို့မမြင်တဲ့အခါကျတော့လူတွေဟာကြောက်လာမှာဆိုတော့နတ်တွေကလည်းလူတွေကိုကူညီတဲ့အခါမှာလူတယောက်ရောက်မဲ့ဆောင်ပြီးတော့ကူညီတာပေါ့ဒီလိုဆိုတာနော်ကိုကနေဘူးတဲ့မဲ့ရက်ပြီးတော့ကားဆောင်နေတယ် ဘာစကားကမလာနိုင်ဘူးသွားကျင်နေတယ်သို့တော့အနာနာဖြတ်သွားတဲ့ကာသစီကလူကြုံလို့တင်သွားတယ်ဆိုတာတွေရောမကြုံတတ်ဘူးလားအေးနတ်ကမားတယ်ဆိုတာတခါတည်းရန်အဲ့ဒါမျိုးလို့ပြောတာနော်ကိုသွားကျင်တဲ့ကိစ္စတခုကိုလို့ချင်တာလေးတခုဟာတခါတလေရှော့ရှော့ရှူယူနေကုကြီးပဲလူနေတိတိဖြစ်စေမတိတိဖြစ်စေကိုကုကြီးသွားတဲ့လူတွေနဲ့ကြုံတတ်တကောအဲ့ဒါကြောင့်မလို့ ရခန္တုသဗ္ဗဒေဝတာနတ်တွေကစောင်းလျှောက်ပါစေကုညီပါစေသဗ္ဗဗုဒ္ဓတုပဝေနသရာတုခိဖွန်တုတေခရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်တွေဟာချမ်းသာဒုက္ခကိုပေးနိုင်တယ်ကုသိုလ်အမှချမ်းသာဒုက္ခကိုပေးနိုင်တယ်ဒါကြောင့်မို့ခရားကိုအာယုံပြုတယ်ခရားကိုအာယုံပြုလို့ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်လာတယ်အဲ့ဒီကုသိုလ်တရားတွေကလူတွေရဲ့သဏ္ဍာန်မှာချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတယ် ဒါကကုသိုလ်ကမှချမ်းသာဒုက္ခကိုဖြစ်စေတယ်ဆိုတာဒါအမှန်ပဲကုသိုလ်ဆိုတာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြည့်ကင်းပြီးတော့ချမ်းသာဒုက္ခကိုဖြစ်စေတတ်တဲ့ကုသိုလ်အဲဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာလောက်ကြဘုရားကိုအာယုံပြုတဲ့အာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တရားကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တန်ခါကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့ဆွမ်းအားကြောင့်ချမ်းသာကြပါစေ တယ်လို့ဆိုတာအဲ့တော့အဲ့ဒါလို့ဘုရားတရားတန်ခါမနဲ့မုန်းလင်းတဲ့အချိန်လေးမှာဘုရားတရားတန်ခါရတနာသုံးပါးကိုအာရုံပြုလိုက်မယ်ဆိုရင်မင်္ဂလာတွေလည်းဖြစ်လာမယ်ဓာတ်တွေကလည်းကိုယ်ဆောက်ရှောက်လာမယ်ချမ်းသာဒုက္ခဆိုတာလည်းရလာနိုင်တယ်လို့အကြောင်းတရားတွေကိုပြောပြမလို့ရင်တော့မရဘူးပေါ့နော်ကိုယ်တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုလိုချင်ရင်ကောင်းကျိုးချမ်းသာကြခြင်းရဲ့အကြောင်းကိုတော့ဝါဒါကတော့သဘာဝပဲလေ ဒါရတဘာမလုံးလို့ကတော့ဘာမှမရဘူးဆိုတာသိချတာပေါ့အဲ့တော့လုံးထားချောက်ရနိုင်တဲ့အလုပ်မျိုးကိုလုပ်ချာဟောနောက်တစ်ခုကျတော့ဘာလို့ဆိုဘုရားကိုအာယုပြုတဲ့သဘောမဟာကရုဏီကောနာထောဟိတယသဗ္ဗပါဏိနပုရိတဝါပါရမီတ္တပတ်တော်သံဃောရိဗုဒ္ဓမဘုရားကိုအာယုပြုလိုက်တယ်ဘုရားတတ္တဝါတွေဒုက္ခရောက်နေတာကိုအမြဲတမ်းသနာတယ် ဒုက္ခရောက်နေတယ်ဆိုတာရှင်းနော်ဒုက္ခရောက်တယ်ဆိုတာလူတွေကထင်တယ်လူတိုင်းဒုက္ခမရောက်ဘူးလို့ထင်တာဟုတ်တယ်မရောက်တဲ့ဒုက္ခမရောက်ဘူးသို့တော်လူတိုင်းရောက်နေတဲ့ဒုက္ခကိုသိရလူတိုင်းဒုက္ခဘာရောက်နေတယ်ဆိုရင်တနေ့ပြီးတနေ့အိုးလာတဲ့စရာဒုက္ခနာတဲ့ဓာရီဒုက္ခသိတဲ့ပရဏဒုက္ခလူတိုင်းမရောက်ဘူးလားအဲ့ဒါကတဘဝလားဘဝပေါင်းမြောက်များစွာလားအဲ့ဒီဒုက္ခက ဘာလူမျိုးဖြစ်ဖြစ်ဘာဘာသာဝင်ဖြစ်ဖြစ်နော်သူရလာတာနဲ့တပြိုင်နက်ပူခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲလွတ်တဲ့လူရှိရမယ်အဲ့တော့လူတွေဟာအလုံးဒုက္ခရောက်နေကြတယ်အဲ့ဒါကသနာစရာအကောင်းဆုံးပဲပေါ့ဒီပြင်ဒုက္ခဆိုတာရောက်ချင်မှရောက်တယ်လေသာဝဏေမပြေးလိုက်တာလူတိုင်းမဟုတ်ဘူးစိဝါယေမပြေးလဲတာလည်းလူတိုင်းမဟုတ်ဘူးလူတိုင်းဖြစ်နေတဲ့ဒုက္ခကပူခြင်းဆင်းရဲတာခြင်းဆင်းရဲသိခြင်းဆင်းရဲပဲ အဲ့ဒါကနေရှောင်လွဲလို့မရဘူးအဲ့ဒါတွေကိုမြင်ပြီးတော့ရသော်ပြားကဒီအိုချင်းဆင်းရဲနာချင်းဆင်းရဲတည်ချင်းဆင်းရဲတွေကလွတ်တဲ့နိလန်းကိုရရှိဖို့ဆိုပြီးတော့အမတမ်းကရုဏာကြီးမားတဲ့ရသော်ပြားဟာပါရမီတွေကိုဖြစ်ချင်းပြီးတော့ထိုအိုချင်းဆင်းရဲနာချင်းဆင်းရဲတည်ချင်းဆင်းရဲကလွတ်မြောက်ရလွတ်မြောက်ချောင်းဖြစ်တဲ့တရားသူတရားမြတ်ကိုတည်အောင်ကြိုးစားခဲ့တဲ့ဘုရားဖြစ်သူမြောက်သွားတယ်အဲ့ဒါဟာမှန်ကန်သောစကားတစ်ခုပဲ လုံးဝလွယ်မှားခြင်းမရှိဘူးအဲ့ဒီမှန်ကန်သောစကားကိုဆိုရခြင်းကြောင့်အာလုံးတ attva တွေချမ်းသာကြပါစေလို့ဒါကသစ္စာဆိုပြီးတော့မေတ္တာပို့တဲ့သဘောပဲနော်ဟောနောက်တစ်ခုကဘာပြောတော့ဆိုလောကလူတွေကဘယ်ကိစ္စဖြစ်ဖြစ်အောင်မြင်ကြတယ်အောင်မြင်တယ်ဆိုတာအောင်မြင်ပြီဆိုလို့ရှိရင်အောင်တဲ့ပုဂ္ဂိုလ်ရဲ့ခုံကိုအာယုပြုတာဟာဒါမှန်ကန်တဲ့သဘောဝါကြပိုက်ဆံလိုခြင်းပိုက်ဆံရှိတဲ့ပုဂ္ဂိုလ်စီသွားရမှာလားပိုက်ဆံမရှိတဲ့ပုဂ္ဂိုလ်စီသွားရမှာလား ပိုက်ဆံရှိတဲ့ပုဂ္ဂိုလ်စီသွားမှပိုက်ဆံရနိုင်မှာပေါ့နော်ပညာလိုခြင်းပညာရှိတဲ့ပုဂ္ဂိုလ်စီသွားရဒါသဘာဝပဲပေါ့အဲ့တော့အောင်မြင်ခြင်းအောင်ဝဲရတဲ့ပုဂ္ဂိုလ်စီပဲသွားတယ်ဟောအဲ့ဒါကြောင့်မလို့ဒီကထာလေးဆိုထားပါဦးကိုကြည့်ဟုတ်ဆေယံတော်ဗောဓိယာပူလီတတ္တနာနန္ဒီဝတ္တနောတတ္တနာနန္ဒီဝတ္တနောဆိုတာတိုက်ကွေမင်းသားတွေတဲ့မှာအလွန်နှစ်သက်မှုကိုတိုက်ကွေမင်းတွေရဲ့ တာကဝင်လူမျိုးတွေရဲ့နှစ်တမှုကိုတိုးပွားစေတတ်တယ်။နော်။ရသော်ဗျာသခင်ကိုရောမြတ်။ဆယံတော်ဗောရိယမူလေး။ဗောရိပင်ရင်မှာမနတ်ရဲ့ရန်ကိုအောင်ခဲ့တယ်။တာကဝင်မင်းတွေရဲ့နှစ်တမြန်နှုံးမှုကိုချီးပွားစေတတ်တဲ့တိုးတက်စေတဲ့ဆရာလောင်းဟာဗောရိပင်ရင်မှာအောင်ပွဲကြီးရခဲ့တယ်ဆိုတာဒါဟုတ်တယ်မှန်တယ်နော်။လောကအရှုံးရှိတဲ့အောင်ပွဲကြီးကိုရတယ် ဧဝမေဝဇေယောဟောတုတဲ့အဲ့ဒီလိုအောင်မြင်မှုကျွန်ုပ်မှာဖြစ်ပါစေဒါနဲ့ wish ပဲဆန္ဒကိုပြောဆန္ဒရှိရင်တကယ်ဆန္ဒကြည့်လို့ရှိရင်ဖြစ်လာတာပဲပေါ့နော်အေးအဲ့ဒါမျိုးကုသန္တမှာဖြစ်ပါစေဧဝမေဝဇေယောဟောတုဇေယတုဇေယမင်္ဂလေအောင်မြင်မှုရအောင်မင်္ဂလာတွေမှာအောင်မြင်မှုကိုကျွန်ုပ်ရကြပါလေရပါရစေပါလို့ဆိုတဲ့ဆန္ဒပြုတဲ့အခါသား အဲ့တော့မနေ့အိယာထားပြီးတော့ဒီနေ့လုပ်ငန်းကိန်းတာတွေလုပ်เสียရှိတယ်သွားเสียရရှိတယ်လာเสียရရှိတယ်ဘဝမှာအောင်မြင်မှုကိုရကြတယ်ဒါကြောင့်မို့အောင်ပွဲရတဲ့မြတ်စွာဘုရားရဲ့ခုံကိုခိတ္တခဏလေးအာရုံပြုပြီးတော့ကျွန်ုပ်လည်းပဲအောင်မရစေပါလို့ဆိုတာဒါအကြောင်းနဲ့အကျိုးမစီလျော်ဘူးလားစီလျော်တယ်ဘုရားကကို့မရမဟုတ်ဘူးတာကကို့ရဲ့ယဉ်တဲ့နှလုံးထဲမှာဒီဆန္ဒတွေကြီးပွားလာအောင်လုပ်ထားမယ်ဖြစ်တယ်နော် အဲ့လိုမှန်မှန်ကန်ကန်သိဖို့လိုအပ်တာပေါ့ဟောနောက်ကြတော့ကြည့်အဲ့ဒါနဲ့ဆက်ပြီးတော့ပြောပုံကအပ္ပရာဇိတပန်လင်ကြီးတိတိပုထုဝိပုဂ္ဂလိအဘိတေခေတဗ္ဗဗုဒ္ဓံအက္ခတတောပမောတတိဖရာအဆုစုဟာအပ္ပရာဇိတပလင်တဲ့ဘောဓိပင်အောက်ကအမတန်ထူးမြတ်တဲ့ကြီးလွားမှာအပ္ပရာဇိတပလင်တဲ့မှာနေပြီးတဲ့အခါကျတော့ ုရားရှင်အားလုံးတွေရဲ့ဂုဏ်လူဝိတ္တတွေရရှိတော်မူခဲ့ကြတယ်။ရရှိသည့်အတွက်ကြောင့်လောကမှာအမျက်ဆုံးဖြစ်လို့ဝမ်းသာချီးမွမ်းမှုကြုံရတယ်။ကျွန်ုပ်လည်းပဲအဲ့ဒါလိုအကောင်းဆုံးအညွန်ဆုံးအမျက်ဆုံးကိုရပြီးဝမ်းသာချီးမွမ်းရစေ။ဒီလိုဆိုလိုတာနော်။အေးအဲ့ဒါကြောင့်လို့ဒီဘုရားကိုအာယုံပြုပြီးတော့ဝမ်းမြောက်ဖွယ်ဖြစ်တဲ့ရှင်တဲ့နှလုံးထဲမှာချီးမွမ်းဖွယ်ရတယ်ကိုဒီလိုအာယုံပြုတာဟာဒါရှေ့ပိုင်းက ထက်သွင်းပြီးတော့နန်းတဲ့ပိုင်းမှာဆင်ញင်စဉ်းစားဖို့ဆင်ញင်စဉ်းစားဖို့ပြောအဲ့တော့ကောင်းသောနန်းနဲ့ခင်ဖြစ်ဖို့ကောင်းသောနက္ခတ်နဲ့ကြုံဖို့ဆိုတာဟာနက္ခတ်ဆိုတာကောင်းကင်ကနက္ခတ်တွေကိုချီးပြီးဗေဒင်ဆရာတွေကတော့တွေ့ကြလိုက်မှာပေါ့နော်ဒီကနေ့နက်ခတ်ကောင်းတယ်တို့မဟုတ်ရက်ကောင်းတယ်ရက်မကောင်းဘူးနဲ့ပြောကြတယ်လေဒီနေ့ကပြတ္တရာကြီးဒီနေ့ကရက်ရာစားနဲ့ဆိုပြီးတော့ရက်ကောင်းတယ်မကောင်းဘူးရွေးချတယ်ပေါ့လား ခဏတိဗုဒ္ဓဘာသာတွေရွေးတော့မယ်ရဲ့ရွေးတာဟာတော့အစွဲလမ်းဘလောက်ကြီးတယ်ဆိုတာကြည့်မြတ်စွာဘုရားကဟောထားတာရဲ့ရွေးခိုင်းတာမဟုတ်ဘူးရဲ့မြွေးခိုင်းဘူးမြတ်စွာဘုရားကဘာဟောလဲလို့ဆိုရင်သူနဲ့ခတ်တံသူမင်္ဂလံသုဗ္ဗဘာတံသူဟုတ်ထေတံသူခဏောသူမို့တော်စာသူဣဋ္ဌံဗြဟ္မစာတိသူဘယ်နေ့ပဲဖြစ်ဖြစ်ရဲ့ရတာပဲဖြစ်ဖြစ်ကြတတာပဲဖြစ်ဖြစ်ဘယ်နေ့ပဲဖြစ်ဖြစ်ဘယ်နှခတ်နဲ့ပဲရှင်းရှင်းနော် ကောင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်ကောင်းတဲ့လက်ခတ်လုံးမှတ်ပါတာဒါပြောတာနော်မကောင်းတာလုပ်ရင်မကောင်းတဲ့လက်ခတ်မနဲ့အိယာထားပြီးဒေါသထွက်နေပဲဆိုရင်အဲ့ဒါလက်ခတ်ဆိုးနေပြီလို့သာမှတ်ပြပါနော်မနဲ့အိယာထားပြီးတော့မေတ္တာပို့ပြီးတော့ဘုရားကိုအာရုံစိတ်ကြည်နူးနေရင်ဒါကောင်းတော့လက်ခတ်ပဲကောင်းတော့လက်ခတ်ဖြစ်တယ်ဒီလိုဆိုလို့ဒါကောင်းငင်ကလက်ခတ်ဆိုတာကိုယ်နဲ့မဆိုင်ဘူးတဲ့950ဇာတ်ထဲမှာလည်းအတိအလင်းဆိုထားတာရှိတယ် နက္ခတံပฏิမာနန္တံအထောပါလံဥပ္ပစ္စကာတချို့ကအေးဒီနေ့နက္ခမကောင်းသေးဘူးဒီလနက္ခမကောင်းသေးဘူးနက္ခမကောင်းလို့ဘာမှမလုံးနိုင်အောင်ဒီတိုင်းနေမလုံးနိုင်အောင်မလုံးနိုင်အောင်ဆိုင်းရင်ဆိုင်းရင်နဲ့ဒီပြင်လူတယောက်ကဥူးပြီးတော့ရသွားကိုမလုံးလိုက်ရဒီလိုဟာမျိုးတွေချုပ်တတ်တယ်နော်ကိုကနက္ခမကောင်းသေးလို့ဆိုမလုံးတယ်ဇန်တဲ့လူကနေပြီးတော့လှုပ်သွားဟောကိုမရနိုင်ဘူးအဲ့တော့ဖျားလောင်းနေကဘာပြောလဲ နက္ခတပฏิမာနန္တအထောပါလဥပိစ္ဆကနက္ခကောင်းတဲ့အချိန်ကိုမျောလင့်နေတဲ့လူမိုက်ကိုတဲ့အကျိုးတရားတွေကအကျိုးတရားတွေလက်လက်ဆုံးရှုံးသွားစေတယ်အထောအထတနက္ခတကောင်းကျိုးချမ်းသာကိုလိုချင်တဲ့ဟာအရာဖို့အရာအရေးကြီးဆုံးပဲတဲ့အဲ့ဒါကကောင်းတဲ့နက္ခတ်ပဲကိုလိုချင်တာရတာကောင်းတဲ့နက္ခတ်ပဲကိန်းကရိတန်တိတာရကကောင်းငင်ပေါ်ကခြေရီကအခုမှတတ်နိုင်မှာမလဲဒီလိုဆိုထားတာနော် အဲ့ဒါကြောင့်မလို့ပုဗ္ဗန္နတုတ်ကမြတ်စွာဘုရားဟောထားတဲ့အတိလင်းနတ်နဲ့ခင်းမှာတဲ့အပြစ်ကင်းတဲ့အတွေးတွေတွေးမယ်အပြစ်ကင်းတဲ့အပြောတွေပြောမယ်အပြစ်ကင်းတဲ့အလုပ်တွေကိုလုပ်မယ်ဆိုလိုတာကနတ်နဲ့ခင်းမှာကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုတဲ့အကျင့်တရားတွေချင်းချင်းပြုတ်ကုန်အထုတ်မယ်ဆိုရင်အဲ့ဒီနတ်နဲ့ခင်းဟာကောင်းသောနတ်နဲ့ခင်းမှာနေ့လက်ခင်းမှာ ကောင်းတာပြောတယ်ကောင်းတာတွေးတယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဆိုလို့ရှိရင်လေကောင်းတဲ့နေလေခြင်းဖြစ်ပါတယ်ညနေခင်းမှလည်းပဲအပြစ်ကင်းတဲ့အတွေးတွေတွေးတဲ့အပြစ်ကင်းတဲ့စကားတွေပြောတဲ့အပြစ်ကင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်ကောင်းသောညနေခင်းဖြစ်ပါတယ်ဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မို့လို့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဖို့ဟာဘယ်တော့ဖြစ်ဖြစ်လက်ခတ်ကအကောင်းမယ်တဲ့အဆိုးမရှိဘူး ို့တော့လူတွေကအကောင်းဆုံးဆိုဆိုတာလက်ခကိုပဲသွားရှာတယ်ကိုရင်တဲ့ဟာကိုတော့မေ့နေတယ်စဉ်းစားကြည့်ကိုကကိုကိုတန်တမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမာမနတွေအိတ်တာတွေကိုတော့အကောင်းထင်နေကြတာနော်အဆိုးကအဲ့ဒါအပင်ငယ်ချတာသူတို့ကချတာနော်ဘယ်သူကမှကိုလာဆွဲမခေါ်ဆွဲခေါ်သွားတာကကိုရင်တဲ့ဖြစ်တဲ့လောဘဒေါသတွေဆွဲခေါ်သွားတာလေကြည့်လောကမှာလူဆိုးဖြစ်တယ် ဒီဇာတ်မှုကိုကျွလွန်နေဆိုတဲ့သူတွေဟာဘယ်သူကသူ့ကိုကျွလွန်ခိုင်းတာလဲသူ့စိတ်ကပဲကျွလွန်တာမဟုတ်လားသူ့ကံတမှာဖြစ်တဲ့အကုသိုလ်တရားတွေကဒီအလုပ်တွေကိုလှုပ်စိတ်ခံရတော့ဘယ်သူခံရလဲသူပဲခံရတာပဲလေအဲ့ဒါကြောင့်မို့လို့ကိုယ်ရင်ထဲမှာဖြစ်တဲ့အရာတွေဟာကိုယ်စိတ်ထဲမှာဖြစ်တဲ့မကောင်းတဲ့သဘောထားတွေအမှန်တမ်းကြောက်ရွံ့အောင်အပင်ငယ်ဆိုတာပြင်မဲ့ကလာမချဘူးကိုကချနော် ိုယ်ရင်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့ဒီတရားတွေကအပေကိုချတာဘယ်လိုလုပ်အပေချတော့ဆိုတော့ကိုယ်စိတ်ထဲမှာဖြစ်ရင်ကိုယ်ပဲခံမှာလေဒီနေရာမကြည့်နဲ့ကိုယ်ယုတ်ခန္ဓာကိုယ်ကြီးမှာဖြစ်တဲ့ယောဂဝေဒနာဘယ်သူခံရတာတော့ဟုတ်တယ်လေဆေးရုံသွားစမ်းလိုက်လို့ HIV positive ဆိုရင်ဘယ်သူခံရမှာတော့စီပိုးဘီပိုး positive ဆိုလဲကိုယ်ပဲခံရမှာပဲဟုတ်တယ်မလားကိုယ်ထဲမှာဖြစ်တယ် အဲ့ဒါကြတော့လူတွေအားကြောက်တယ်လေအဲ့ဒါလူတွေကြောက်တယ်ဒီတဲ့ကြောက်စရာကောင်းတာဘာလို့ဆိုရင်ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာ mental process တွေမှာဖြစ်နေတဲ့ positive တွေကကိုယ်ကြောက်စရာကောင်းတယ်စိတ်ထဲမှာဖြစ်နေတဲ့လောဘစိတ်ထဲမှာဖြစ်တဲ့ဒေါသစိတ်ထဲမှာဖြစ်တဲ့မောဟအိတ်တာတွေမမနာတွေဒါတွေကကိုယ်ကြောက်စရာကောင်းတယ်ဒါတွေကသတ်ဆန်းလိုက်တဲ့ positive ဖြစ်နေဟုတ်ကဲ့ အပင်ငယ်ရဲ့ချတာသူတို့ကချတာအိတ်ချိုင်ပြီကလည်းပဲအပင်ငယ်ရဲ့မချဘူးစီပိုးပြီးဘဝနဲ့အပင်ငယ်ရဲ့မချဘူးရုပ်ခန္ဓာမှာဖြစ်တဲ့ယောဂဝေဒနာဆိုတော့ဒီဘဝတစ်ခါပဲသေမှာဘယ်သူမှနှစ်ခါသေတယ်လို့မရှိဘူးယောဂမရှိတဲ့လူရောမသေးဘူးလားသေတာပေါ့သူကတော့အရင်သေခြင်းသေဝါတာတစ်ခါတည်းယောဂရှိတဲ့လူကတမြင်းမြင်းနဲ့မသေးတဲ့လူကရှိသေးတယ်နော်ယောဂရှိလဲတူတူပဲမရှိလဲတူတူပဲသေမှာဟာတူတူပဲသေတာဖြစ်ပဲတဘဝမှာတစ်ခါပဲသေချတာပဲနော် အဲ့တော့တကယ်ကြောက်စရာကောင်းတာကရုပ်ခန္ဓာမှာဆွဲကတ်တဲ့ယောဂမဟုတ်ဘူးစိတ်မှာဆွဲတဲ့ယောဂကြောက်စရာကောင်းတာအဲ့တော့ကုဒ္ဒနာမှာလောဘတွေဒေါသတွေမောဟတွေဒါတွေကိုနည်းအောင်ပြည့်စုံတာဆိုလို့တယ်နော်အဲ့ဒါလို့ဆိုလို့တာအဲ့ဒါလို့လောဘဒေါသမောဟတွေနည်းအောင်ကြိုးစားတဲ့အချိန်ဟာသူ့နဲ့ခတ်တံကောင်းသောနဲ့ခတ်ပဲတဲ့ကိုယ်တူမင်္ဂလာမင်္ဂလာရှိဆုံးအချိန်ပဲတဲ့အဲ့ဒီအချိန်နော်စိတ်ဆိုးနေတဲ့အချိန်ကမင်္ဂလာမရှိဆုံးအချိန်ပဲလို့ဒီလိုမှတ်တာ စိတ်မဆိုးဘူးမေတ္တာဘာဝနာပွားနေတယ်တယောက်နဲ့တယောက်သိမြင်ကြများရှိနေတယ်မိษွေပဲပြတ်ဘူးဆိုရင်ကောင်းမင်္ဂလာရှိတဲ့အချိန်တစ်ခုပဲလို့ဒီလိုမှတ်ဥပ္ပပါဒံဖရာတရားတန်ခါကိုအာယုံပြုပြီးတော့နိုးလာလို့ရှိရင်ကောင်းသောဘိုးတော်ချင်းနဲ့ကောင်းသောနဲ့ခင်ဖြစ်လာတယ်သူ့ဝုတ်ထိကြအိယာကနိုးထလာတဲ့အခါနော်နှုတ်ခမ်းကြီးစုပြီးတော့နိုးထတာမဟုတ်ဘူးအများသတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့အတွေးလေးနဲ့နှုတ်ထလာရင်ဒါအကောင်းဆုံးအိယာကထခြင်းပဲဖြစ်တယ်ပေါ့ အဲ့ဒါလို့နေစဉ်နဲ့မြကိုယ့်ဘဝမှာအကောင်းဆုံးမိုးတောက်ချိန်ဖြစ်ဖို့နဲ့အကောင်းဆုံးအိရာကထခြင်းဖြစ်အောင်မကြိုးစားတဲ့မို့လားဟမ်ကြိုးစားရမှာဒါတွေကိုဖြစ်အောင်ကြိုးစားနော်အဲ့ဒါလို့ကြိုးစားဖို့ဆိုလိုတာဒါတွေကဘာတဲ့အရေးကြီးတော့ဆိုရိတ်တာသွားပြီးတရားဝင်ဖို့တဲ့အရေးကြီးတယ်နေစဉ်တောက်နေတဲ့အလုပ်တွေကဟုတ်ကဲ့ကိုယ်အိမ်မှာနေရင်ထိုင်ရင်နဲ့ကောင်းလွန်မိုးတောက်ဖြစ်ဖို့ကောင်းလွန် နှက်ခတ်နဲ့ကြုံတဲ့အချိန်ပိုင်းဖြစ်ဖို့ကောင်းတဲ့မင်္ဂလာရှိတဲ့အချိန်ဖြစ်ဖို့ရာကုသနာမှာကောင်းတဲ့စိတ်ဓာတ်တွေဖြစ်နေအောင်ကြိုးစားရမယ်မေတ္တာပွားနေမယ်အစဉ်မပြေတဲ့သူတွေကရုဏာထားမယ်အစဉ်ပြေတဲ့သူတွေပေါ်မှာမုဒိတာပွားမယ်ဆိုရင်ဒါအဲ့ဒါမှကောင်းမြတ်တဲ့စိတ်တွေလို့ဒီလိုပြောတာနော်အဲ့လိုနေလို့ရှိရင်ဒုက္ခနောသူမှုဟုတ်တော်စာမေတ္တာပို့တဲ့အချိန်လေးကုသရတဲ့အချိန်လေးဟာအကောင်းဆုံးအချိန်လေးပဲအကောင်းဆုံးအချိန်ပိုင်းလေး အဲ့လိုအကောင်းဆုံးချိန်ပိုင်းကလေးတွေကိုယ်တဏ္ဍာမအများကြီးဖြစ်လောင်လို့ပို့လို့ရတယ်ဒီလိုဆိုလို့ကသူရိဋ္ဌံဇမစာရိတုအချင်းစာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်တွေကိုပေါ်မှာဒါနကောင်းမှုလုပ်တဲ့အချိန်လေးဟာကိုယ့်အတွက်ကောင်းဆုံးအချိန်လေးပဲတဲ့ဟောဒါကမြတ်စွာဘုရားဟောတဲ့ခန္ဓာကောင်းသောနနခင်ဆိုတဲ့အဓိပ္ပာယ်ကြအောင်မြတ်စွာဘုရားဟောအဲ့တော့အတူချုပ်ပြောလိုက်မယ်ဆိုလို့ရှိရင်လူတွေမှာလှုပ်ရှားမှုနဲ့ လှုပ်ရှားမှုလှုပ်ဆောင်မှုကဘယ်နှခုရှိတော့ဆိုရင်စိတ်နဲ့တွေးတာလည်းပဲစိတ်နဲ့လှုပ်တယ်လှုပ်တယ်လို့ခေါ်တယ်မနောကံလို့ခေါ်တယ်ကိုနှုတ်ကနေပြောတာကြတော့ဝစီကံလို့ခေါ်တယ်ကိုဒီလက်ရောက်လှုပ်တာကြတော့ကာယကံလို့ခေါ်တယ်စိတ်ထဲကနေပြီးတော့ဒီတောင်းတတာကိုကြတော့ပဏိတိလို့ခေါ်တယ်အဲ့ဒါတွေဟာကုသိုလ်နဲ့ရှင်ပြီးတော့လှုပ်မယ်ဆိုပါတော့ကာယကံအနေနဲ့ကောင်းတဲ့ကာယကံနဲ့ဘယ်လိုလှုပ်တော့ဆိုတော့ တရားထဲမှာအခုလမ်းလျှောက်သွားတာပဲဖြစ်စေလမ်းလျှောက်သွားရင်ကနေပြီးတော့အော်ဘယ်သူမှခလုံးမထီးဆူးမငြိကြပါစေနဲ့ခဲလေးတွေဖယ်သွားတယ်ဆူးလေးတွေဖယ်သွားတယ်နှုတ်တာလုံးပုံပြောတယ်အသေးစိတ်ကစပြီးတော့နော်ကာယကမေတ္တာတွေထားတယ်နှုတ်ကလည်းဝစီကမေတ္တာတွေထားတယ်စိတ်ကလည်းပဲမနောကမေတ္တာတွေပွားတယ်အော်ကုသိုလ်တွေနဲ့ကာယကဝစီကမနောကကုသိုလ်တွေဖြစ်နေလို့ရှင်အဲ့ဒီကုသိုလ်တွေဟာကိုယ့်အတွက်ကြီးပွားကြောင်း အမှုတွေကြီးတယ်။ဒါကြောင့်မို့လို့ပဒက္ခိဏကာယကမ္မကုသိုလ်နဲ့လုပ်တဲ့ကာယကံတွေမှန်လည်းများဟာပဒက္ခိဏတွတ်တက်ဖို့ကိုကြီးပွားဖို့တွတ်တက်ဖို့ပဲဖြစ်တယ်။ကောင်းကြီးပွားတယ်တွတ်တက်တယ်ဆိုတာဒီနှိမ့်ကြတဲ့အနေထားတစ်ခုကနေပြီးတော့အစစ်မြင့်လာတဲ့သဘောကိုပြောတာနော်။အစစ်မြင့်လာတဲ့သဘောကိုပြော။ပဒက္ခိဏကာယကမ္မ ဝါစာကံပံပတ္တိခိတ္တကိုပြောတဲ့စကားကလည်းအပြစ်ကင်းတဲ့စကားဆိုလို့ရှိရင်ပတ္တိခိတ္တခြေပွားတို့တဲ့ပုဖြစ်လာတယ်ပတ္တိခိတ္တမနောကံပံစိတ်ထဲကကြံစီတဲ့အမှုတွေအားလည်းပဲခြေပွားတို့တဲ့ပုတွေဖြစ်လာပဏိတိတိပတ္တိခိတ္တအော်ကိုယ့်ရဲ့စိတ်ဆန္ဒတွေစိတ်ထဲကတောင်းတမှုရည်တမ်းမှုတွေဟာလည်းပဲကြီးပွားတိုးတက်တဲ့ကြီးရွယ်ချက်တွေဒီလိုဖြစ်လာတယ် အဲ့ဒါလိုကာယကံဝစီကံမနောကံနဲ့အတွေ့အချံတွေကကောင်းလာပြီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလပန်တက်ထိပတ္တခိနေကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေကိုသူရလာမယ်တဲ့ဒါလို့ဆိုလိုတာနော်ပတ္တခိညာနိကတ္တဝါဒလပန်တက်ထိပတ္တခိနေလှုပ်တဲ့အလုပ်ကကုသိုလ်တွေလှုပ်တာကုသိုလ်တွေဆိုတာခြေပွားထုတ်တဲ့ချင်ရဲ့အကြောင်းလူတယောက်ဟာစီးပွားလုံးလို့စီးပွားဖြစ်လာပြီဆိုလို့ရှိရင်ပထမဆင်းရဲတဲ့ဘဝကနေပြီးတော့ကြိုးစားလိုက်တဲ့အခါ တိုက်အိမ်ကနေတဲအိမ်လေးကနေပြီးတော့တိုက်အိမ်ဆောက်လာနိုင်ပေါ့စပိန်လေးဝယ်ရကနေမော်တော်ဆိုင်ကယ်ဝယ်လာနိုင်မော်တော်ဆိုင်ကယ်ကနေပြီးတော့ကားဝယ်လာနိုင်ဟောမြင့်မလာဘူးလားစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဲ့ဒါလိုမြင့်လာတယ်လို့ပဲစိတ်တွေစိတ်ထားတွေကုသတရားတွေကိုလည်းတိုးမြင့်တိုးမြင့်လောက်တဲ့အခါလူတယောက်ကမြင့်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 လာတာပဲဘဝနော်ဘဝတစ်ခုနဲ့တစ်ခုကသူကမြင့်မြင့်သွားတယ် အဲ့ဒါကိုပြောတာပဋိက္ခိဏနိကတ္တဝါနလဘန်တတ်ထိပဋိက္ခိဏိကောင်းတာတွေလုပ်တဲ့ပုဂ္ဂိုလ်တရားမှာကောင်းတဲ့အကျိုးတွေကိုရလာရလာတဲ့အတွက်ကြောင့်သူကအဆင့်မြင့်မြင့်ပြီးတော့သွားတယ်တေအထလတ္ထဒုက္ခိတာဝိရုံနာဘုရတာအဲ့ဒါလို့ကောင်းကျိုးချမ်းသာတွေရလာပြီဆိုလို့ရှိရင်ဒုက္ခိတာကိုယ်စိတ်တပြားချမ်းသာတယ်ဝိရုံနာဘုရတာတဲ့မြတ်စွာဘုရားသာသနာမှာစီးပင်းလာတယ်ဆိုတာဗာပြောတာတော့ သူကကိုကျင့်သီလတွေနဲ့လည်းပြည့်စုံလာတယ်။ကမ္မထာနေနှလုံးသွင်းလာနိုင်တယ်။ဘာဝနာကျင့်စဉ်နေကျင့်လာတယ်။နော်။ဘာဝနာကျင့်စဉ်နေကျင့်လာလို့ဝိပဿနာတရားတွေအချိန်ချင်းအားထုတ်လာနိုင်တယ်။ဟောတိုးတက်လာ။မတိသေးတာတွေသိလာတယ်။ဖရာတရားတော်တွေနဲ့ပတ်သက်ပြီးတော့အဆင့်မြင့်လာတယ်ဒီလိုဆိုလိုတာ။အဲ့ဒါလို့ထီအောင်ဖြစ်လာနိုင်တယ်တဲ့။အဲ့ဒါလို့ဖြစ်လာဖို့အတွက်ကျမ်းမာဖို့လို့ပါတော့လိုအပ်တော့ အလုံးတတ္တဝါတွေကိုကျမ်းမာကြပါစေဆိုတာနဲ့နောက်ကနေအရောကသုခိတာဟောထရဟတ္တပေဟိညာတိပိတဲ့ဆွေတွေမျိုးတွေနဲ့အတူတကွအရောကယောဂခင်းကြပါစေသုခိတာကိုစိတ်နဲ့ပြချမ်းသာကြပါစေလို့ဆိုဟောမနေ့ပိုင်းမှာဒါမေတ္တာပွားတာပဲပေါ့နော်အဲ့လိုမေတ္တာနှလုံးသားနဲ့ကိုယ်ဟာနေတိုင်းပြီဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးကဘုရားမဆင်ကျင်လားဆင်ကျင်လာတဲ့စိတ်ကလေးနဲ့ကုသိုလ်တွေဖြစ်လာလို့ရှိရင်ခုနကပြောခဲ့တဲ့ ကာယကံ၄ဝစီကံ၄မနောကံကအထက်ကိုတိုးတက်မြင်မားစေတဲ့ကာယကံဝစီကံမနောကံ၄ပဲဖြစ်တယ်တဲ့ဒါကြောင့်မလို့ရသဗျာရခင်ကိုလိုမြတ်ကဟာဒီပုဗ္ဗန္နတုတ်ကိုချင်းချုပ်ပြလို့ဟောထားတာဖြစ်တယ်